သောသူများအားလုံးပဲမင်္ဂလာပါရှင်။ကျမအနေနဲ့ချက်တော်သူတွေတူးချင်းစီကိုကျမရဲ့ချစ်ချင်းမြတ်တာတွေကိုပေးပို့လိုက်ပါရယ်။အားလုံးပဲ ကျမပါစေချမ်းသာပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်ဒီကနေ့မှာတော့ကျမအနေနဲ့အစိတ်သင့်စေတဲ့နော်မိတ်ဆွေတွေကိုဘယ်လိုမျိုးရှောင်ကျဉ်ရမလဲဆိုတာကိုကျမအနေနဲ့ပြောပြသွားမှာဖြစ်ပါတယ် relationship တွေမှာကျမတို့တငယ်ချင်းမိတ်ဆွေတွေကလည်းကိုယ့်ကိုနော်စိတ်ညစ်နူးမှုတွေနဲ့စိတ်ထွက်ပေါက်ပဲအောင်နော်စိတ်ဖိစီးအောင်လှုပ်ဆောင်နိုင်ပါတယ်အဲ့တော့အဲ့လိုမျိုးကိုယ့်ကိုစိတ်ပိုင်းဆိုင်ရာဒုက္ခပေးနေတဲ့ မိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့ကိုကဘလို့ပြုမှုနေထိုင်သင့်တယ်လဲဆိုတာကိုကျမကညွှန်ဝေပေးมาဖြစ်ပါတယ်အဲ့တော့ကိုပုံဝင်ခြင်းမှာရှိနေတဲ့ကိုကိုစိတ်ဒုက္ခပေးနေတဲ့သူတွေကနော်ကိုပတ်ဝန်းကျင်မှာရှိနေတယ်ဆိုရင်ကိုကလည်းသူတို့ပေးတဲ့စိတ်ဒုက္ခတွေနဲ့နေစဉ်ဘဝကိုဖြတ်တန်းရတဲ့အခါမှာအင်မတန်ကိုပြင်ပန်းဆင်းရဲပါတယ်နော်မိသားစုဝင်တွေဖြစ်နေရင်တော့ဒါပိုဆိုးတာပေါ့အဲ့လိုမှမဟုတ်ဘူးမိ쇠တငယ်ချင်းတွေဖြစ်နေတယ်ဆိုလို့ရှင်နော် ရှောင်ထွက်ပါလို့ကျွန်မကအကြံပြုချင်တယ်เนาะဥပမာမိတ်ဆွေတငယ်ချင်းတွေဖြစ်နေတယ်ကိုယ့်ကိုစိတ်ဒုက္ခပေးတဲ့လူတွေက မိတ်ဆွေတွေတန်ငယ်ချင်းတွေဆိုရင်သူတို့နဲ့ကိုကမပေါင်းမနေလို့ရတယ်မိသားစုဆိုတာတော့ကျမတို့ကဘဝမှာရွေးချယ်လို့မရဘူးဒါပေမဲ့เนาะတန်ငယ်ချင်းတွေမိတ်ဆွေဆိုတာတွေကတော့ကျမတို့ဘဝမှာရွေးချယ်လို့ရတယ်လူတွေဖြစ်တယ်เนาะအဲ့တော့ကြောင့်အဲ့လိုမျိုးဘောကိုစိတ်ဒုက္ခတွေပေးနေတဲ့သူတွေကိုတန်ငယ်ချင်းအဖြစ်မိတ်ဆွေအဖြစ်မပေါင်းသေးဘဲနဲ့เนาะရှောင်းမလို့ကျမကအကြံပြုချင်ပါတယ်เนาะအဲ့လိုမျိုးကိုကိုစိတ်ဒုက္ခပေးနေတဲ့လူတွေနဲ့ပတ်သက်ပြီးဆိုရင်ကိုကအချက် ုံးချက်ကိုဂယုဆက်ရပါမယ်။နံပါတ်1ကတော့စာနာစိတ်မထားမိပါစေနဲ့เนาะ။တချို့ကရှိပါတယ်เนาะ။မိတ်ဆွေတငယ်ချင်းတွေအယမ်းဆိုးတယ်ကိုယ်ကိုလည်းဒုက္ခပေးတယ်။ဒါပေမဲ့เนาะသူတို့ကိုကိုကတနာတာစာနာတာကြောင့်เนาะကိုဘဝကြီးကိုကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုထိခိုက်ဆုံးရှုံးတာတွေကြုံရတတ်ပါတယ်။အဲ့တော့ အရင်တော့ကကိုကသူနဲ့ခင်ခဲ့တာတွေချစ်ခဲ့တာတွေပျော်ခဲ့တာတွေရေမောခဲ့တာတွေကိုကိုကပြန်တွေးပြီးဆိုလို့ရှိရင်ဟာသူတို့နဲ့ကိုကရှောင်ထွက်ဖို့နော်သူတို့ဘောမှာကိုကပြက်ပြက်သားသားဆက်ဆံဖို့အတွက်ပြောဆိုဖို့ခက်ခဲသွားတာတွေရှိပါတယ်ဒါပေမဲ့ကျမပြောချင်တာက ကိုကိုစိတ်ဒုက္ခပေးတဲ့သူ မိတ်ဆွေတငယ်ချင်းဆိုရင်လုံးဝကိုရှောင်ပါเนาะအရင်တော့ကပျော်ခဲ့တာအရင်တော့ကအတူတူရေမောခဲ့တာဒါဟာပြီးသွားပြီလို့ပဲကိုကလက်ခံမှုရှိပါတယ်ကိုရဲ့ဒီကနေ့လက်ရှိပစ္စုပန်မှာ तू ကကိုယ်ကို စိတ်ဒုက္ခပေးတယ်ဆိုရင်အနာဂတ်မှာလည်း तू ကကိုယ်ကို စိတ်ဖိစီးမှုတွေစိတ်ဆင်းရဲမှုတွေကို तू ကပေးုံပါပဲအဲ့တော့အဲ့လိုလူမျိုးဆိုလို့ရှိရင်เนาะရှောင်ပါနံပါတ်1ချက်က ယူသားပါเนาะဒါကတော့ယူသားမှုဆိုတာကတော့ဆက်ဆံရေးတိုင်းမှာเนาะအကောင်းဆုံးဆက်ဆံနီးလန်းဟာယူသားခြင်းပါเนาะအဲ့တော့အဲ့တော့ဆက်ဆံရေးမှာယူသားခြင်းဟာအကောင်းဆုံးနီးလန်းတစ်ခုပါပဲအဲ့တော့ကိုကိုတိုင်းကကိုယ့်ရဲ့တကင်ခြင်းနေပုံမှာ ရိုးသားပါเนาะသူတို့ကိုကိုကဒါကိုဒီလိုလောက်တာမကြိုက်ဘူးဆိုရင်လေမကြိုက်တဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းနဲ့ဒဲ့ပြောပါเนาะအခြားအပြင်လူတွေကိုတော့သွားမပြောပါနဲ့ဟာသူနဲ့ကိုနဲ့ကြားမှာတော့ကိုကသူ့ကိုမကြိုက်တာတွေလေကိုကဒဲ့ပြောမယ်เนาะသူကကိုကိုဒီလိုလောက်တာကိုကို နော်သီးမခံနိုင်တာဖွမလွတ်နိုင်တာနားမလည်မပေးနိုင်တာတွေလေသူတို့ကိုထည့်ပြောပါနော်အဲ့လိုမှမဟုတ်ဘဲနဲ့သူတို့အကြောင်းကိုအခြားတယောက်ကိုကိုကပြောမယ်ဆိုရင်တော့ဒါကိုအနေနဲ့ရိုးသားရမကြဘူးဟာသူ့ရောကိုကသူ့ရှိမှာတော့ကိုကနော်သီးခံလိုက်ပြီးတော့ပြီးမှ क्वे ရမှာသူ့ရဲ့မကောင်းကြောင်းပြောတယ်ဆိုတာလေအတင်းပြောတာပဲနော်အဲ့လိုမျိုးတော့မလုပ်ပါနဲ့နော်အဲ့တော့ကျမတို့ကကို့ ဟိုစိတ်ဖိစီးမှုတွေစိတ်ဒုက္ခတွေပေးတဲ့သူတွေကိုကျမတို့ကရိုးရိုးသားသားပဲကိုမကြိုက်တာတွေကိုသီးမခံနိုင်တာတွေကို ပြောပြဖို့လိုပါတယ်เนาะအဲ့လိုမပြောဘဲနဲ့ကိုကသူတို့ क्वे ရမှာပဲသူတို့အတင်းကိုပြောတယ်ဆိုရင်တော့ကိုကိုယ်တိုင်ကเนาะဒီလိုမျိုးအစိတ်တင့်စေတဲ့ဆက်ဆက်ရေးကိုဖန်တီးတဲ့လူ ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့လို့ကိုကသူ့ကိုလေကိုကဆက်ပြီးမပောင်းကျင်တော့ဘူးဆိုရင်သူ့ကိုပဲဖုံးမလင်းလင်းပြောပါသံငယ်ချင်းဖြစ်ကနေနော်ငါတို့ဆက်ပြီးတော့ပောင်းလို့မရတော့ဘူးဘာကြောင့်လဲမင်းနဲ့ပောင်းရလားနင်းနဲ့သံငယ်ချင်းလို့ရလားငါအယမ်းကိုစိတ်ပင်ပန်းနေအယမ်းကိုစိတ်ညစ်တယ်ဆိုတဲ့အကြောင်းကိုသူတို့ကိုယူယူသားသားကိုကပြောပြလို့ရပါတယ် တော့ကျမတို့တွေကနော်သူတို့နဲ့ကိုကမပတ်သက်ချင်တော့ဘူးဆိုရင်သူတို့ဘဝတွေကနေအပြီးပိုင်းထုတ်ပြဖို့ဆိုလို့ရှင်တော့ကျမတို့ကနော်ဘာတွေလောက်ရလဲလို့ပြောရင်တော့ Facebook မှာဆိုတော့ unfollow လုပ်တိုက်တာတော့ unfriend လုပ်လိုက်တာတော့ကျမတို့လောက်ရတယ်အဲ့လိုပဲကိုသူ့ရဲ့ဖုန်းနံပါတ်တွေကိုထဲမှာရှိနေတဲ့သူ့ရဲ့ဖုန်းနံပါတ်တွေအကုန်ဖျက်ပစ်လိုက်ပါနော်အရင်တုန်းကပြောခဲ့မှုတွေ conversation တွေလည်းအကုန်ဖျက် နော်သူ့ကို Facebook မှာ social media မှာလည်းမတွေ့ရအောင် unfollow လုပ်တာ unfriend လုပ်တာတွေကိုကလုပ်ဖို့လိုတယ်အဲ့လိုပဲနော်သူနဲ့တွေ့နိုင်မယ့်နေရာတွေကိုကိုကရှောင်နေပြီးတော့မသွားတာမျိုးလည်းကိုကလုပ်ဖို့လိုပါတယ်နော်ဖြတ်ပြီးဆိုကလေးကသူနဲ့ကိုကဆက်ဆံနိုင်တဲ့နော်သူကနေသူနဲ့ကိုနဲ့အမြဲတမ်းဆုံနိုင်တဲ့သူသူသူကလည်းတငယ်ချင်းကိုကလည်းတငယ်ချင်းအဲ့တငယ်ချင်းမွေးနေ့ကိုသွားမယ်ဆိုလို့ရှိရင်တော့ เนาะသူနဲ့စုံနိုင်မယ်ဆိုရင်အဲ့လားမျိုးကိုလည်းကိုကရှောင်မှုလိုပါတယ်เนาะနောက်တစ်ချက်ကတော့ကျမတို့ကတပြိုင်တည်းထဲမှာပဲမလုပ်ရလဲဆိုတော့เนาะအဲ့လိုဖြတ်ပြီးဆိုရင်เนาะသူကနော်သူ့ဘက်ကပဲဖြစ်စီကိုယ့်ဘက်ကပဲဖြစ်စီပြန်ပြီးတော့မပတ်သက်မိအောင်စ조사ဖို့လိုပါတယ်နော်။ဘာကြောင့်လဲနော်အဲ့လိုပြန်ပြီးတော့ပတ်သက်လိုက်မိပြီဖြတ်ပြီးမှပြန်ပတ်သက်မိရဲဆိုသေးကြရဲအဲ့ဒီဆက်ဆံရေးကတကယ်ကိုဖြတ်ဖို့အတွက်ခက်ခဲတဲ့ဆက်ဆံရေးဖြစ်သွားမယ်။နောက်တစ်ချက်ကတော့ ပိုဆိုးတဲ့ဆက်ဆံရေးတကူဖြစ်သွားမယ်။သူနဲ့ပတ်သက်နေတဲ့ဆက်ဆံရေးကိုကျမတို့ကလုံးဝကိုဖြတ်တောက်ဖို့ပဲလိုပါတယ်။เนาะအဲ့လိုမှမဟုတ်ဘဲနဲ့เนาะသူ ਆ ပဲဖြစ်ဖြစ်ကို ਆ ပဲဖြစ်ဖြစ်အကြောင်းအကြောင်းပြန်ပြီးတော့ပတ်သက်မိတယ်ဆိုလို့ရှိရင်အဲ့ဒီဆက်ဆံရေးဟာ ပြက်ဖို့အတွက်အင်မတန်ကိုခက်ခဲသွားတတ်တယ်။ဒါအပြင်ပိုဆိုးတာကတော့နော်ပိုဆိုးတဲ့ဆက်ဆံရေးတစ်ခုကိုကိုကတိဆောက်လိုက်မိတယ်လို့ဖြစ်သွားတတ်တယ်။သူ့စိတ်ထဲမှာရောကိုယ်စိတ်ထဲမှာရောအရင်ကလိုအကောင်းတိုင်းမဖြစ်နိုင်တော့တဲ့အတွက်ပြက်သွားတဲ့လူတွေကို ပြန်ပြီးတော့ဆက်သွေးတာနော်ပြန်ပြီးတော့ပတ်သက်မိတာတော့မကောင်းဘူးလို့ကျမအနေနဲ့ယူဆမိတယ်။ဒါကြောင့်အဲ့ဒီလိုမျိုးမလုပ်မိအောင်ကိုကရှောင်ကျင်မှုလိုပါတယ်။နောက်တစ်ခုကတော့ကိုကမိတ်ဆွေသစ်ရှာမှာပါနော်။အဲ့တော့ ကိုကဒါလေကိုရဲ့เนาะအထီးချံဖြစ်မနေဖို့အတွက်ကိုကမိတ်ဆွေသစ်ရှာတာပါเนาะမိတ်ဆွေသစ်လို့ဆိုတဲ့အခါမှာလေเนาะကိုကပေါင်းသင်းဆက်ဆက်ရေးမှာကိုရဲ့တငယ်ချင်းမိတ်ဆွေပေါ်မှာယူသားတယ်စိတ်စေတနာမှန်တယ်เนาะသူတို့ ਨੇ ပတ်သက်တဲ့မကောင်းတဲ့တွေကိုကိုကအတင်းလုပ်ပြီးတော့လေမပြောဘူးเนาะအတင်းမပြောဘူးပေါ့မကောင်းတဲ့တွေကိုလေအတင်းလုပ်ပြီးတော့လေမပြောဘူးသူတို့ရဲ့မကောင်းတဲ့တွေကိုအခြားလူတွေသိအောင်လေလိုက်ပြီးတော့ဖြန့်ချီတာမျိုးတွေမလုပ်ဘူးသူတို့ပေါ်မှာစေတနာမှန်မှန် ဲ့ဆက်ဆံတယ်ဆိုရင်တော့ဒါဟာမိတ်ဆွေကောင်းတငယ်ချင်းကောင်းဆိုတာကိုမှရှိမှာပါเนาะအဲ့တော့ဟုတ်ပြီမိတ်ဆွေတငယ်ချင်းဖြစ်လာပြီဆိုရင်ကျမတို့ဂယူဆိုင်ရမယ့်အချက်တွေလည်းရှိပါတယ်เนาะခုနစောစောတုန်းကကျမပြောခဲ့သလိုကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းပေါ်မှာကိုကယူသားပါเนาะဟိုမကြိုက်တဲ့အကြောင်းကိုကဒဲပြောပါဟလာသူ့ရဲ့ကွဲရမှာအတင်းမပြောပါနဲ့သူ့ပေါ်မှာစိတ်စေတနာမမှန်နဲ့ဆက်ဆံပါနောက် မနာလိုစိတ်မထားပါနဲ့နော်မူဇီတာပွားပေးပါလူဆိုတာအားတာချက်အားနေချက်တွေကမတူကြပါဘူးနော်အဲ့တော့ဒီအရာမှာ तू ကကိုယ့်ထက်အားတာပေမဲ့ကိုယ်ကလည်းတခြားနေရာမှာနော်သူ့ထက်ပို့ပြီးတော့အားတာတာရှိပါတယ်အကောင်းဆုံးကတော့မိတ်ဆွေငွေချင်းနေနဲ့ဘယ်တော့မှမပြိုင်ပါနဲ့နော်ကျမကတော့ဘသူနဲ့မှမပြိုင်တဲ့လူဖြစ်တယ်ဘာလို့ကျမကပြိုင်တာကိုကျမငငယ်လေးကျမ မကြိုက်ဘူးပြိုင်နေအရာကျွန်မသားသမီးတွေလည်းကျွန်မဘသူနဲ့မှမပြိုင်ခင်ဘသူနဲ့မှလည်းမနိုင်ရှင်နိုင်ဘူးကျွန်မကိုယ်တိုင်လည်းဘသူနဲ့မှမပြိုင်ဘူးဘသူနဲ့မှကျွန်မမနိုင်ရှင်ဘူးဘာကြောင့်လဲလို့ပြောရင်လူတစ်ယောက်နဲ့တစ်ယောက်ဟာ ကံလည်းမတူဉာဏ်လည်းမတူဝရိယလည်းမတူအဲ့တော့ကံဉာဏ်ဝရိယသုံးမျိုးစလုံးတစ်ယောက်နဲ့တစ်ယောက်ကလုံးဝမတူတာ ဖြစ်တဲ့အတွက်ကျမတို့ပြိုင်ဆိုင်ခြင်းဆိုတာအလကားပဲကိုယ့်ကိုယ်ကို စိတ်ဒုက္ခဖြစ်အောင် လုပ်တဲ့အရာတွေပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတငယ်ချင်းတွေညီကိုမောင်နှမတွေလုံးဝကိုမပြိုင်ပါနဲ့လို့ကျမက အကြံပြုတိုက်တွန်းချက်နဲ့အစိတ်အသက်ဆက်ဆံရေးကိုဖြစ်စေတဲ့အချက်ထဲမှာပြိုင်ဆိုင်ခြင်းရလဲနံပါတ်1ပါပါတယ်အဲ့ဒါကြောင့်ပြိုင်ဆိုင်ခြင်းကိုလုံးဝမလုပ်ပါနဲ့လို့ကျွန်မကအကြံပြုချင်ပါတယ်ဒီဘိုင်းမှာတော့ကျွန်မတို့ကမိတ်ဆွေနဲ့ဆက်ဆံရေးကိုပြောခဲ့တာဖြစ်သလိုနာမည့်ဘိုင်းမှာတော့ကျွန်မက ကိုယ့်ရဲ့ချစ်သူခင်မုန်းနဲ့အစိတ်အဆက်ဆံရေးဖြစ်နေဘလို့မျိုးပြန်လဲကုစားမလဲဆိုတဲ့အပိုင်းကိုကျမကမျှဝေသွားမှာဖြစ်ပါတယ်ချစ်တော်သူတွေအားလုံးလည်းเนาะကျမပေးပို့လိုက်တဲ့မေတ္တာဓာတ်တွေကိုကောင်းမွန်စွာရရှိပါစေချစ်တော်သူတွေပေးပို့တဲ့မေတ္တာဓာတ်ကိုလည်းကျမကကောင်းမွန်စွာလက်ခံပါတယ်အားလုံးပဲကျမ်းမာပါစေချမ်းသာပါစေနှလုံးစိတ်ဝမ်းအေးချမ်း၍ဘေးကင်းလို့ရပြည့်ကြပါစေရှင်ကျမတို့ပြန်ဆုံပါမယ်เนาะ Yeah.